တပရင်မြို့နယ်အိုထိန်လွန်ကျေးရွာမှာရှိတဲ့ចောင်းသားចောင်းသူ20ဦးကျော် ਨੇ ဆရာဆရာမတွေတေဆုံးစီခဲ့တဲ့ဒီလေចောင်းတိုက်ခိုင်းမှုမှာ အာနာသိန်းစစ်ရှုံးកောင်စီကဘလူဘုံအမျိုးအစားတွေကိုအတုံးပြူပြီးတော့တိုက်ခိုက်သွားတာလေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခကြီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာ ကလေးငယ်အယောက်20ကျော်တေဆုံးစီခဲ့တဲ့အင်မတန်ရက်ဆက်လာတဲ့ဒီလေချောင်းတိုက်ခိုက်မှုကိုမြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီအနေနဲ့ဘလို့ဘုံမျိုးစားတွေကိုအတုံးပြုပြီးတော့ရရက်ဆက်ဆက်တိုက်ခိုက်ခဲ့ရတာလေကျွန်တော်ကကျွန်တော်လေးလာထားတဲ့ဘုံအမျိုးအစားနှစ်မျိုးအကြောင်းကို ကျွန်တော်ရဲ့မိတ်ဆွေတွေဗဟုသုတရရှိဖို့ရန်အတွက်ကျွန်တော်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီဘုံအမျိုးအစားနှစ်မျိုးကတော့ဒီ cluster လို့လူတီများတဲ့စင်ကွဲဘုံတွေပေါ့เนาะအဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီလက်ရှိ အာနာသိန်းစစ်ရှုံးကောင်စီအနေနဲ့ဒီဒေါ်လာဤအင်အားစုတွေနဲ့ပြည်သူတွေအပေါ်မှာဘုံကျဲတဲ့နေရာမှာအများဆုံးအသုံးပြုလို့ရှိရဲဒီပေါင်1000ဘုံပေါင်900ဘုံအဲစတဲ့ဒီကလစတာနဲ့ဒီပေါင်900ပေါင်1000စတဲ့ဘုံကြီးတွေရဲ့ဒီအချက်လက်အသေးစိတ်ကိုကျွန်တော်ကဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါအောင်ခင်ဗျာ။ cluster ဘုံဆိုတာပါလေဒီ cluster ဘုံဆိုတာကတော့ဒီမူလဘုံတစ်လုံးရဲ့ဝမ်းပိုက်ထဲမှာ နောက်ထပ်ဒီဘုံအသီးအရေးအတွက်များစွာစုဖွဲ့ပါဝင်နေတာကို cluster ဘုံလို့ခေါ်ပါတယ်ဒီလေရင်ပေါ်ကနေပြစ်ချလိုက်တဲ့အခါမှာဒီ cluster ဘုံကတစ်လုံးနဲ့ဆိုပေမဲ့လို့လေမြေပြင်ပေါ်ကိုကြားရောက်ပောက်ကွဲသွားတဲ့အခါမှာတော့သူ့ရဲ့ဝမ်းပိုက်ထဲကဘုံတွေဒီလက်နက်ဆအသီးလေးတွေကပြန့်ထွက်လာပြီးတော့ area အကျယ်ကြီးကိုကြားရောက်ပောက်ကွဲစေနိုင်တာပဲဖြစ်ပါတယ် ဒီ cluster ဘုံတွေကိုဘယ်လိုအရာတွေကနေပစ်ခတ်နိုင်လဲဆိုရင်တော့ကျွန်တော်တို့ရေထက်ရဲ့တင်းမောတွေကလည်းပစ်ခတ်နိုင်ပြီးတော့ဒီလေချောင်းတိုက်ခိုင်းမှုတွေပေါ့နော်ဒီ aircraft တွေလေရင်တွေကနေပြီးတော့လည်းပစ်ခတ်နိုင်တာမျိုးတွေဖြစ်ပါတယ်ဒီလိုမျိုးပစ်ချလိုက်တဲ့အခါမှာသူ့ရဲ့အတွင်းထဲမှာရှိနေတဲ့ဒီဘုံစံတီလေးဒီဘုံတီတီတီလေးတွေကအများကြီးပြန့်ထွက်လာပြီးတော့ကျွန်တော်တို့ area အကျယ်ကြီးကိုထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်အဲဒီ cluster ဘုံတွေကို ဘလူနေရာဒီမှာအသုံးပြုတယ်လေပေါ့နော်ဘလူမျိုးအကြောင်းပြချက်တွေနဲ့အသုံးပြုလဲဆိုရင်တော့ဒီမျက်နှာပြင်ကျဲကျဲပေါ့ကျွန်တော်တို့ ED ကအကျယ်ကြီးပေါ့ ED ကအကျယ်ဝင်းတစ်ခုကိုတိုက်ခိုက်ခြင်းတဲ့အခါမှာဒီလိုမျိုး cluster ဘုံးတွေကိုအသုံးပြုနိုင်တာပဲဖြစ်ပါတယ်အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီရန်သူတွေရဲ့ ဟိုစုစုစီဒီတည်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်တွေဒီတက်ဖွဲ့တွေစုစည်းနေတဲ့ဌာနချုပ်လိုနေရာမျိုးတွေကိုတိုက်ခိုက်ခြင်းတဲ့အခါမျိုးတွေပေါ့နော်ဒီအစုလိုက်အဖွဲ့လိုက်တိုက်ခိုက်မှုတွေကိုပြုလုပ်ခြင်းတဲ့အခါမျိုးတွေမှာအဲဒီလိုမျိုး cluster ဘုံတွေကိုအသုံးပြုနိုင်ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီ cluster ဘုံကမြေပြင်ပေါ်ကိုကျရောက်သွားတဲ့အခါမှာ area အကျယ်ကြီးကိုတက်ရောက်စေတာဖြစ်တဲ့အတွက်ဒီ cluster ဘုံတွေကိုအသုံးပြုရတာပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီ2000 2008ခုနှစ်ပေါ့နော်2008ခုနှစ်ရဲ့ဒီ Commission and Gloucester Munition ဆိုတဲ့အစာချုပ်တစ်ခုကိုထုတ်ဝေခဲ့ပြီးတော့မှဒီနိုင်ငံတကာကနေပြီးတော့ဒီ Gloucester ဘုံအသုံးပြုမှုတွေကိုကန့်သက်ပိတ်ပင်ထားတာမျိုးတွေလည်းရှိပါတယ်။အင်မတန်မှကိုဒီအန္တရာယ်များတဲ့ဘုံတွေဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီ cluster ဘုံတွေကိုနိုင်ငံတကာကနေပြီးတော့အဲ့လိုကန့်သက်ပိတ်ပင်တာမျိုးတွေရှိခဲ့ပေမဲ့လည်းဒီမြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီအနေနဲ့ကတော့ဒီပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေကို ကျွန်တော်တို့ဒီအကျန်းဖက်တက်ဖြတ်နေတဲ့နေရာမှာဒီဘုံတွေကိုအတားဆီးမဲ့အတုံးပြူနေကြတာပဲဖြစ်ပါတယ်လက်ရှိ ဒီ cluster ဘုံကိုအသုံးပြုပြီးတော့မြန်မာနိုင်ငံရဲ့ဒီနေရာအနှံအပြားမှာစစ်ကောင်စီအနေနဲ့ပေါ့နော်လေကြောင်းတိုက်ခိုက်မှုများစွာအဲကျူးလွန်နေတာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တင်ဆက်ပေးခြင်းနဲ့ဘုံမျိုးစားတစ်မျိုးပေါ့နော်အဲဒီဘုံကတော့မြန်မာအာဏာသိမ်းစစ်ရှုံးကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ cluster ဘုံလိုမျိုးအများဆုံးအသုံးပြုနေတဲ့အကျဉ်းကြီးများစွာအသုံးပြုနေတဲ့ဘုံမျိုးစားတစ်ခုပဲဖြစ်ပါတယ်ဒါကတော့ဒီ general purpose ဘုံ GP ဘုံလို့ခေါ်တဲ့ဒီပေါင်1000ပေါင်900စတဲ့ဘုံတွေပဲဖြစ်ပါလေ အဲဒီဘုံတွေကိုဘယ်လိုများနေရာမျိုးတွေမှာအသုံးပြုလဲဆိုရင်တော့ကျွန်တော်တို့မြေပြင်မှာရှိနေတဲ့ဒီအဆောက်အအုံနေဘန်ဂါရီနဲ့ဒီပြေးလန်းတွေကိုဓာတ်ရိုက်ဖြက်စီးခြင်းတဲ့အခါမျိုးတွေမှာဒီ general purpose ဘုံလို့ခေါ်တဲ့ဒီပေါင်ဘုံတွေကိုအသုံးပြုလို့ရှိပါတယ် ဒီဘုံတွေကိုကျွန်တော်တို့ဒီ gravity ဘုံပေါ့နော်အဲလေရင်ပေါ်ကနေပြီးတော့မြေပြင်ကိုဖြုတ်ချလိုက်ရုံနဲ့ဒီပေါက်ကွဲစီနိုင်တဲ့ဘုံမျိုးစားတွေဖြစ်တော်ညာလည်းပဲဒီနေ့ဒီအချိန်ဒီဘက်ခေတ်ရဲ့ဤပညာတွေတိုးတက်လာမှုတွေနဲ့အတူဒီဘုံတွေကိုဒီ guide kit လို့ခေါ်တဲ့ GPS ဒီလေဆာတွေစားတဲ့ဥစ္စာတွေကို တက်ဆင်လာပြီးတော့မှပြင်းမှတ်တွေကိုဟိုလော့ချပြီးတော့မှတိတိကျကျပြစ်ခတ်နိုင်တဲ့အထိအဆင်းမြင့်လာခဲ့တာပဲဖြစ်ပါတယ် ဒီဘုံလေးမှာဆိုရင်တော့ပေါင်900ဘုံရှိမယ်ပေါင်300ဘုံရှိမယ်အဲ့ဒီအပြင်ကိုမှပေါင်250ဆိုတဲ့ဘုံမျိုးအစားတွေလည်းရှိပါတယ်ဒါတွေကိုနောက်ပိုင်းမှာဒီ smart ဘုံတွေအဖြစ်ပေါ့နော်ဂိုက်တဲ့ဘုံတွေအဖြစ်သူတို့တွေကပြောင်းလဲပြီးတော့အသုံးပြုလာတာပဲဖြစ်ပါတယ် အခုဒီဗီဒီယိုထဲမှာမိတ်ဆွေတို့တွေ့ရတဲ့ဒီပုံနေရာဆိုလို့ရှိရင်လေဒီမြမအာနာသိန်းစစ်ရှုံးကောင်စီကနေပြီးတော့မှပြည်သူတွေစစ်ပေးရှောင်စခန်းတွေစာတင်ကျောင်းတွေနဲ့တော်လိုင်းကြီးအင်အားစုတွေကိုပြစ်ခတ်တိုက်ခိုက်တဲ့နေရာတွေမှာအုံပြုခဲ့တဲ့ဘုံပုံတွေကိုကျွန်တော် online ကနေပြီးတော့ရှာဖွေစုစည်းတင်ပြပေးထားတာပဲဖြစ်ပါတယ်။ဒါဆိုရင်မြမအာနာသိန်းစစ်ရှုံးကောင်စီအနေနဲ့တပရင်းမြို့နယ်ဦးထိန်တွင်ကြီးွာမှာဘလို့ဘုံမျိုးစားတွေကိုအုံပြုပြီးတော့တိုက်ခိုက်သွားခဲ့တာလဲ။ ဘာကြောင့်ကလေးငယ်အယောက်20ကျော်နဲ့ဆရာမ2ယောက်တည်ဆုံခဲ့ရတာလဲဒီနေရာမှာဒီလေချောင်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့စာတင်ကျောင်းမှာကြီးမယ်ဆိုလို့ရှိရင်လဲအဲဒီပေါင်1000ပေါင်900ပေါင်300စားတဲ့ဘုံနေနဲ့တိုက်ခိုက်တဲ့ပုံစံမျိုးအဲလုံးဝကြီးမတူညီမတွေ့ရပေမဲ့လို့လဲတေချာပေါက်ဖြစ်နိုင်တာကတော့ cluster ဘုံနဲ့ဖြစ်နိုင်တယ်လို့တော်လန်ကြီးရဲ့ဒီမြေပြင်မှာရှိတဲ့တော်လန်ကြီးအင်အားစုတွေကယူဆခဲ့ကြတာပဲဖြစ်ပါတယ် ျွန်တော်တို့ရဲ့ဒီ NUG အစိုးရကနေပြီးတော့ဒီဖြစ်စဉ်ကိုကွန်းဆင်းပြီးလေ့လာကြည့်ခဲ့တဲ့အခါမှာလည်းအဲ Glaster ဘုံလို့ယူဆရတဲ့အပိုင်းအစတွေကိုရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့အဲ့ဒီလေချောင်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်တဲ့နေ့ကလည်းကျွန်တော်တို့ဒီမိထီလာ leader scan ကနေပြီးတော့ mid 29လို့ခေါ်တဲ့လေရင်တွေဒီတပရင်မြို့နယ်တွေကိုဖြတ်တန်းခဲ့တယ်ပြန်တန်းခဲ့တယ်ဆိုတဲ့ဥစ္စာတွေကိုလည်းကျွန်တော်တို့ရဲ့ EAR channel နဲ့ဒီလေချောင်းအထောက်အပံ့ channel တွေကနေပြီးတော့မှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ် ဒီစစ်ကောင်စီရဲ့ lobby တွေကဒါကိုတော်လန်ကြီးအင်အားစုတွေကတမင်လောက်ကျန်ဖန်တီးတယ်လို့လိန်ညာပြောဆိုနေခဲ့ပေမဲ့လည်းတကယ်ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာမှာစစ်ကောင်စီရဲ့လေရင်ဖြတ်တန်းခဲ့တာတွေရှိတယ်။ပြီးလို့ရှိရင်ဒီလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တပ်တီတာရကတွေရှိနေတာပဲဖြစ်ပါတယ်။ဒီအာနာသိန်းစစ်ချုံးကောင်စီအနေနဲ့နိုင်ငံတကာမှာသူတို့ရဲ့လုပ်ရက်တွေကိုဖုံးကွယ်ခြင်းတဲ့အတွက်ဒါတွေကိုတော်လန်ကြီးအင်အားစုတွေပေါ်လွှဲခြားနေခဲ့တာပဲဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ဒီဖြစ်ရက်ကိုတော်လိုင်းရေးအင်အားစုတွေကျူးလွန်ပါတယ်လို့ဘယ်လိုပဲလွှဲချနေခဲ့ပါသည်တကယ်တကယ်ဒီဖြစ်ရက်ကိုကျူးလွန်ခဲ့သူကတော့အာနာသိန်းစစ်ရှုံးကောင်စီကိုယ်တိုင်ပဲဖြစ်ပါတယ်အာနာသိန်းစစ်ရှုံးကောင်စီအနေနဲ့သူအတုံးပြုခဲ့တဲ့ဘုံနီးတွေကိုကျွန်တော်အလွယ်တကူနီးနဲ့ပြောရမယ်ဆိုရင်တော့ပောက်ကွဲစီတဲ့အခါမှာလည်းနီးမျိုးစုံနဲ့ပောက်ကွဲစီနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်လေ့လာထားရသလောက်ဆိုရင်တော့ဒီဘုံသီးတွေကိုပောက်ကွဲစီတဲ့အခါမှာနံပါတ် မြေပြင်နဲ့ထိခတ်ပြီးတော့မှပေါက်ကွဲစေနိုင်တဲ့ဘုံတွေလည်းရှိသလိုမျိုးမြေပြင်ရဲ့အထက်မီတာဘလောက်မှာအဲသူတို့သတ်မှတ်ပေးထားတဲ့တိုင်ပင်နဲ့ပေါက်ကွဲစေနိုင်တဲ့ဘုံမျိုးတွေလည်းရှိပါတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီပစ္စည်းတွေအရာဝတ္ထုတွေနဲ့ဓာတ်ရိုက်ထိခတ်တဲ့အခါမှာပေါက်ကွဲစေနိုင်တဲ့ဘုံမျိုးတွေလည်းရှိပါတယ် လက်ရှိဒီအာနာသိန်းစစ်ရှုံးကောင်စီကတပည့်ရင်မျိုးနဲ့ဦးထိန်ထွန်းကြီးရွာမှာအသုံးပြုခဲ့တဲ့ဘုံဟာဆိုရင်မြေပြင်မှာဒီကြီးမားပြင်းထန်တဲ့ဂျိုင်းနေပြီးအဆောက်အုံမှာထိခိုက်မှုပြင်းထန်တဲ့အရာတွေမရှိခဲ့တာကိုကြည်ချင်းအဖြစ်ဒီအာနာသိန်းစစ်ရှုံးကောင်စီကဒီနေရာမှာအသုံးပြုသွားခဲ့တဲ့ဘုံဟာလေခွဲလို့ကျွန်တော်တို့အသုံးများတဲ့လေခွဲဘုံဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ရင်အဆောက်အုံခေါင်မိုးနဲ့ထိတဲ့အချိန်မှာပဲပောက်ကွဲစေတဲ့ဘုံမျိုးလည်းဖြစ်ခြင်းဖြစ်မယ် ဒါကိုကျွန်တော်တို့ရဲ့ tactical raptor လို့ခေါ်တဲ့ဒီ online စာမျက်နှာကလက်နက်လေးလာသုံးသက်သူတယောက်ကနေပြီးတော့လေဒီကျွန်တော်တို့တပရင်မြို့နဲ့ဒီပစီကြီးမှာပေါ့နော် အသုံးပြုသွားခဲ့တဲ့ဒီ S5 Ariel rocket ဆိုတဲ့ launcher တွေနဲ့ပြစ်ခတ်သွားတာ ဖြစ်နိုင်တယ်လို့လည်းသုံးသက်နေကြတာရှိပါတယ်။သို့တော်လည်းပဲကျွန်တော်တို့ရဲ့ NUG အစိုးရရဲ့လေးလာကွန်ဆင်မှုတွေအရတော့ဒါဟာစစ်ကောင်စီအနေနဲ့ cluster bomb ကိုအသုံးပြုပြီးတော့ပြည်သူတွေအပေါ်ကိုရရက်ဆက်ဆက်အသက်ဖြတ်ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။ အခုကျွန်တော်တင်ပြသွားတာတွေကတော့ဒီတော်လန်ခရီးသွားတယောက်အနေနဲ့ဒီရန်သူရဲ့လက်နက်တွေကိုဘလူးပုံစံမျိုးနဲ့ဘလူးနီးတွေနဲ့အသုံးပြုနေတယ်ဆိုတာကိုသိကျင်တဲ့အတွက်ကျွန်တော်လေ့လာထားသလောက်ထဲကနေပြီးတော့မှကျွန်တော်နားလေသလိုလေကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပြန်လည်ရှင်းပြပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလက်နက်ကြီးကအဲကျွမ်းကျင်သူတယောက်မဟုတ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးမှာအားနည်းချက်တွေပါခဲ့မယ်ဆိုရင်တော့ကျွန်တော်ဒီနေရာကနေပြီးတော့ပဲမိတ်ဆွေတွေကိုကြိုပြီးတော့တောင်းပန်မရစီ ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ